ားမှာအရင်အရင်စကောက်မယ်ကိုကြီးမဲ့လာဟဲ့သဘောပေါက်တယ်သူစောက်ကားလာချက်စရာကြီးအာကိုဒီလောကရရောက်လာရဲဂိုက်ဒီဂိုက်ဒီဇက်တိုက်လာရဲအခုကျဲသွားတာလဲအော်ကျဲသွားတယ်ကျဲသွားတယ်ဒါပဲဟိုလေဒါဒီပေါ်မှာလိုက်ခံစားပြီးဖြစ်เสียမလို့ပေါ့သူ့ဟာသူပါလာပြီးသားဘယ်တော့ပါဖြစ်မဲဘယ်တော့ပါလုံးမဲပြီးတော့ကိုလုံးကိုစိတ်ကလည်းရှိသေးတယ် တခါကြီးကျတော့လည်းအရန်အရန်ကအလုပ်တွေလုပ်ခဲ့တော့အခုနားရတဲ့အတွက်လည်းအဆင်ပြေသလိုပါပဲယောက်ျားလှုပ်စာထိုင်စားရလည်းပျော်သလိုပဲอืมအနုပညာသဘာတော့အနုပညာလောက်ကရှင်းလုံးလှုပ်ချင်နေတာပေါ့နော်ဒါပေမဲ့လည်းဟိုဒါတရားပဲမားကြတော့အဲ့လိုပဲခံယူတယ်မမြဲဘူးပဲယာမအရင်တော့အမတို့နေ့ညညတွေလှုပ်ခဲ့ရတယ် အာကားရိုက်များဆိုတချင်းလေးဆိုအပင်းအဲ့လိုဖြစ်ပြီးပြတ်တာပဲလေအဲ့ဒါပဲခံယူထားတယ်အဲ့ဒါဒါထုံးစံပဲတမ္ပတာပဲပြီးရင်လူကတေသွားတာအောင်ရှိသေးရပဲဥစုငငယ်ရွယ်နဲ့ကလေးတွေဝါကြသေးရပဲလေကိုမျက်စိရှိမှတိတာရောမတိတာရောတချို့ဆိုဘိုက်ထဲမှာရင်ကိုတေသွားတာရရှိတယ်အဲ့ခါကျတော့အသက်ရှင်လာပြီဆိုတာနဲ့သူ့အတူဒါတဘာဝတရားအရာကိုယ့်ရဲ့ဘဝအရာ ရက်တီမှုရအလုံးလုံးလာပြီအချိန်တန်ကြရင်ပြီးဆုံးသွားတာသူ့သူပါလာပြီးသားအဲ့တော့အဲ့ပါလာတဲ့ဟာကိုခံနိုင်ရှိရမယ်နားလည်ရမယ်သိရမယ်ဟောအမကတော့ဘယ်ရောင်မှအတင်းအားမအရင်ကလုံယူခဲ့တာမဟုတ်ဘူးလေသူ့ကသူတဘာဝအရာအာကိုဒီလောကရဲ့ရောက်လာရဲကိုင်းဒီကိုင်းဒီဇက်တိုက်လာရဲအခုကျဲသွားတာလေအော်ကျဲသွားတယ်ကျဲသွားတယ်ဒါပဲဟိုလေဒါဒီပေါ်မှာလိုက်ခံစားပြီး ဖြစ်เสียမလို့ပေါ့သူ့ဟာသူပါလာပြီးသားဘယ်တော့ပါဖြစ်မဲဘယ်တော့ပါလုံးမဲပြီးတော့ကိုလုံးကိုစိတ်ကလည်းရှိသေးတယ်။တခါကြတော့လည်းအရင်အရင်ကအလုပ်တွေလုပ်ခဲ့တော့အခုနားရတဲ့အတွက်လည်းအဆင်ပြေသလိုပါပဲ။ယောက်ျားလှုပ်ရှားထိုင်ရှားကလည်းပျော်သလိုပဲ မမပထမဆုံးကတော့လေအဲ့ဒီမမ140ပေါင်140ကျော်ဝါပြီးတော့ပထမဆုံးစလုပ်တာကတော့ classic နဲ့ the classic နဲ့ live position စလုပ်တယ်။အဲ့လေဟိုခွဲစိတ်ဆရာဝန်ကြီးနေတီချာလုပ်တာဒီတိုင်းဟိုမလုပ်လို့မရဘူးလေအဲ့ဒါအန်နေများတယ်ပေါ့အဲ့ခွဲစိတ်ဆရာဝန်နေနဲ့ပါရဂူတွေနဲ့ရောအမတီချာအဲ့ live position လုပ်တယ်။ပြီးတော့ဒုတိယကဟွာတို့ဗာလဲမတ်တင်စားနဲ့ diet ဝင်နေအများကြီးလောက်ရအောင်เนาะခန္ဓာပြီးရင်ဟို app စီကနေတလား သူတို့နေ့တိုင်းဆေးထိုးတယ်အစီဖြော်ဆေးထိုးတယ်ပြီးတော့သူတို့ကျွေးတဲ့အစာဝယ်စားရတယ်တလားအဲ့၃ခုပြီးသွားတဲ့အချိန်မှာအမကဘာလို့ရလဲဆိုရင်ညနေစာမစားမစားဖြစ်တော့ဘူးထမင်းမစားတော့ဘူးအမနှစ်နှစ်ချီချတာအမဝေးချနေအမဆိုနှစ်နှစ်လောက်ရှိပြီနှစ်နှစ်တောင်ကြောပြီထင်တယ်အဲ့လိုတဖြည်းဖြည်းလိုညနေစာကိုရှော့ရှော့ရှော့ရင်းနဲ့အခုမှအသားကျလာတာနောက်မဆိုဟိုခန္ဓာကိုယ်ကလေတက်လာလိုက်ကျသွားလိုက်အမတို့အလုပ်ရှိတဲ့ခါကျတော့ခါကျရင်ယောဂလေးကျင့်နေရလဲအမပုံမှန်မလုပ်ဖြစ်ဘူးအားရောမှလုပ်ဖြစ်တာ အဲ့တော့ဝိတ်ကအစားတော့ကအမထင်တယ်ပထမပါပဲလေးချိန်ခန်းလုံနေလေးချိန်ခန်းလုံတာနဲ့ဝိတ်မကြောက်ဘူးအစားပါလျှော့ရတာအဓိကလူတယောက်ကအစားပဲနောက်တစ်ခုကအသက်40ပြည့်လာပြီဆိုတာနဲ့ပရိသတ်ကိုပြောပြချင်တာအသက်40အရွယ်ရောက်လာပြီဆိုရင်တတ်နိုင်တယ်များအစားကိုလျှော့အဲ့အစားလျှော့ခြင်းကစက်မာရေးအတွက်လည်းကောင်းတယ်လူကပိန်တဲ့အတွက်မလိုအပ်တဲ့အစီအလေးလည်းမရှိတော့ဘူးအမတို့ဒီ40ဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်မှာမလိုအပ်တဲ့အစီတွေမကောင်းတဲ့သွေးတွေအများဆုံးရှိနေရ။ရှိနေခါကျတော့ကျန်းမာရေးလုံးပဲအဆောက်အုံလျှော့မဲ့ခါကျရင်အဲ့ဒီမလိုအပ်တဲ့ဟာတွေအကုန်လုံးကရောက်မလာဘူးခန္ဓာကိုယ်ရဲ့။အဲ့လိုထိမ့်သိမ်းရင်အသက်ကိုညံဆောင်ဆိုတာလည်းပါတယ်လေ။ခန္ဓာကိုယ်ကိုယ်ကိုထိမ့်သိမ်းလုံးမဲ့တင်းနေစီရင်တင်းပါပါပဲ။ဒါပေမဲ့ကြမ်းကြမ်းမာမာနဲ့ ိုတည်သွားတဲ့ဟာနဲ့တအားခံတော့အိယာရဲမှာလဲပြီးတည်သွားတာနဲ့တော့မတူဘူးပေါ့နော်။ကြမ်းကြမ်းမမာနဲ့သူ့သူတည်နေစီလို့တည်တာတမျိုးပေါ့ဆေးုံစည်းကမ်းသွားအဲ့လောက်ကြီးမခံရဘူးထင်တယ်။အမခန္ဓာကိုယ်ကအရန်ချစ်လို့ရှင်ခန္ဓာကိုယ်ကအရန်နှိပ်စက်တယ်နော်။မတော်လေခါကျရင်ပြင်းတာလေခန္ဓာကိုယ်မှအမ်ပြန်စားမယ်စိတ်ကိုအလိုလိုက်ရှင်တာလေအဓိကနောက်တစ်ခုကစိတ်စိတ်ကအရန်ထိန်းသိမ်းရခတ်တာပဲ နေစားဆိုစားကြတာလေအမပူဆိုးတယ်ငပိရတို့စားကြိုက်တာအဲ့တော့မနက်ပိုင်းလေးပဲမဖြစ်မနေမငပိရတို့စားစားတယ်ညနေပိုင်းနေဆိုလို့ရှိရင်တော့အမတက်နိုင်မှာငါစိတ်ကူငါထိတ်ငါစိတ်ကူငါထိတ်ဘာဆိုယောဂအဲ့ဒါအဲ့စားလိုက်တာနဲ့ယောဂအထက်ကိုထည့်လိုက်သလိုပဲအဲ့တော့တက်နိုင်နေမှာမစားမိအောင်ပို့ပေါ်ပါလောက်တော့စားရဲကွာစားတဲ့ဟာလည်းအမဘယ်လိုလုပ်လဲဆိုရင်ခွန်နိုင်မကြော်ခင်စားအဲ့နောက်ပိုင်းကတော့တက်နိုင်နေမှာရှောင်းပြီးရင်အသက်ကြီးလာတဲ့အမရေအများကြီးတော့အခုနောက်ပိုင်းပို့ဆိုးတာပေါ့နော်ခန္ဓာကိုယ်က ဒီအလုံးလုံးတာတွေနည်းလာတဲ့ခါကျတော့ရေများများတောက်အောင်မှ तू ကဒီမကောင်းတာတွေကเนาะဒီစီဖြစ်ပြန်သွားတာတို့ပြီးတော့အထဲမှာ block ဖြစ်နေတာတွေအကုန်လုံးကသူကသူလဲပတ်သွားတာပေါ့เนาะအဲ့တော့မမကတော့ရေများများတောက်စီခြင်းနဲ့ပြီးတော့ညနေစာကိုတတ်နိုင်များရှော့စီခြင်းနဲ့အဲ့ဒါအကျဉ်းချက်ပေးခြင်းပါတယ်။အပီးတူစီနေမတည့်တဲ့အတိုင်းတွေ့တဲ့နေရာမှာထမင်းစားလိုက်ရှာနေအဲတချင်းတက်ကုန်းမှာချင်းသွားဆိုတော့ဟွာ ိုးအောင်တို့ဟိုအောင်ချမ်းကြီးတို့ကအဲ့နားပိုင်းနေကြရပါဘောနော်အဲသူတို့အောင်ချမ်းကြီးကလည်းအဲ့လိုပဲအမသူစားနေအောင်ကြည်ပြီးတော့သူ့ရှီကိုတော်တော်စားကြင်တာအဲ့တော့မဆုပထမတော့ကိုကသွားစားလို့ရမှမသိဘူးလေနောက်မဆုံးကိုစားတော့အမလေးအမတော်ရရင်ကလည်းသွားစားမယ်ဆိုတခါသွားစားပြတ်တယ်အဲ့ဘက်တချင်းသွားဆိုတော့အခုလည်းအဲ့လိုပဲတက်ကုန်းမှာတချင်းဆိုတော့ ိုတိုးအောင်ရဲ့ဆိုင်လေးကိုအမလာပေးအောင်တော့ဆိုဖိတ်ထားတာရှိတော့အော်အဲ့ဆိုဒီတစ်ခါငါတစ်ချက်ကုန်နှစ်ချက်ဖြတ်တိုးအောင်ဆိုင်လေးသွားပြီးသလိုဖြစ်တယ်ပြီးရင်သူ့ကိုသူ့ရှီမှာလည်းငါထမင်းစားဖြစ်တယ်ဆိုပြီးတော့အာဖုန်းဆက်ပြီးအမလာမယ်အမကိုငါပြေတိုးစရာဘာလိုက်ကြီးလုပ်ပေးထားဆိုပြီးတော့အာသူ့ဆိုင်လေးမှာလည်းတက်တော်လေးစော်ပေးခဲ့တယ်အဲ့ဆိုအမအရန်အရန်စားကောင်းမယ်ကိုကြီးမဲ့လာဟဲ့သွားဝပွဲသူ့စော်ကားလာချက်စရာကြီး အခု shooting မှာတော့မငပိပြိုစရာပါတယ်အမအဲ့လို shooting line မနဲ့အမကပို့ဆိုတာတနက်ပဲစရတော့လေနေ့သမင်းကိုတနက်ပဲစရတာဆိုတော့အဲ့တနက်ကိုတော့ကောင်းကောင်းလေးစလိုက်တယ် အဲ့လိုမျိုးပါအအရန်ကြိုက်တာအဲ့ပရိသတ်ကြီးလဲဟိုကိုရီးယားမြန်မာလူမျိုးဆိုတော့လေမြန်မာတရားတတိယကိုကြိုက်တာဒါအတဘာဝပေါ့နော်အဲ့တော့ရှိတ်လိုက်ပါဦးကွာဟောခုနောက်အလူမြန်လှုပ်ရှားမှုလေးဘာလေးလုပ်နေလဲမပြောပြပါအာမဒီနေ့တချင်းသွားဆိုရဲပြီးတော့ဟိုနေ့ကကိုဝေလူကျော်ရုံးနဲ့လဲဇက်ကဇလန်းတွေလေးအမပြန်ရိုက်ထားရဲပေါ့နော်အဇလန်းတွေလေးဟိုတေချာလေးလှုပ်ခွက်ရတာတွေပြီးတော့မျက်နှာနာမဲ့ဒါရိုက်တာမျိုးတွေခေါ်ရင်တော့မပြီးဝင်ရိုက်ပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါမကြီးချစ်ပြပြေး က်ကြီးကိုလည်းမိုင်းနှုတ်ခွန်းဆက်စကားလေးနဲ့မေတ္တာစကားလေး ပြောပြပါဦးအာမအားတော့မေတ္တာပို့ဆူတောင်းပေးပါရဲကျမ်းမာပါစေချမ်းသာပါစေဘေးရန်ကင်းရှင်းပါစေအဓိကကကြီးသုံးပါကြော်လွှတ်လွတ်မြောက်နိုင်ပါစေလို့အမအဆုမွန်ကောင်းတောင်းပေးပါရဲ